မသားလေးရှိလာနေတော့နောက်အိမ်တော့ပြူပါပါ။မသားလား။ဟုတ်ပါ။အင်းဖေးဖေးဖေးနဲ့အဲ့လိုမျိုးမေး။ကိုမခံစားပါဘူးရင်တော့တော့ဟိုထွက်တော့ကန်းတော့မခံစားတာပါဘာလို့မဲကိုကတော့မတ်သားလေးကိုမှပညာတတ်ဖျံအောင်မှတစ်ဖက်နဲ့စူးစမ်းမယ်ပေါ့နော်အဲ့လိုမျိုးဒီဖျားလေးပါလေသွားတဲ့ခါကျတော့အဲ့လိုမျိုး မိသားစုတွေစုံလုံနေလူများနေဆိုသွားရတယ်။အမအဲ့လိုမျိုးနေနေကျင်တယ်ပေါ့နော်။မိသားစုစုံလုံနေလည်းပြပြလေးလေးနေကျင်တယ်။ကိုဘွားနဲ့ကိုပဲဆိုပြီးအဲ့လိုပြန်ဖြေရတာပေါ့မလို့တမင်းရောက်ချောက်ပါပါသွားပါအဲ့လို။ဘာတဲကိုထောင်ကြည့်ပြီးမဘွားတော့ရရလေပြီစေမတောင်းတော့မှသူ့လက်ထဲမှာမထည့်ပါဘူး။ခုရွာဒီအဲ့လိုသူမကလည်းနိုင်ဝက်တနိုင်ထခဲ့ပြီး

ဘယ်မှာလူကထွက်နဲ့စားတော့လဲဖလိုက်တတ်ရမှာအင်းကတော့မဟုတ်ဘူးနားနေဆောင်ပေါ့အမနေရအိမ်တော့မရှိတနစ်ကြော်ပါပဲအဲဖေးဖေးနဲ့အဲ့လိုမျိုးမေးဖြေတော့မဖြေပါဘူးလို့မျိုးရိုက်တယ်ပေါ့နော်အဲ့လိုမျိုးမေးတဲ့ခါကျခုကမခံစားပါဘူးရင်တော့တော့ဟိုထွက်သွားကန်းတော့တော့မခံစားရတာပေါ့ဒီမို့မခုကတော့အမသားလေးကိုအမပညာတတ်ဖျောင်းအောင်အမတစ်ဖက်နဲ့ကြိုးစားမယ်ပေါ့နော်အဲ့လိုမို့အမရက်တည်မယ်ပေါ့အမတမအားသေးဝကြရဲလို့ဆိုရင်တစ်ဖက်နဲ့အမအကုန်လုံးနိုင်ပါတယ်အဲ့လို ့တော့သူ့စိတ်ထဲမှာဝင်တိလို့မရဘူးပေါ့ကိုကလည်းတဖန်တည်းဖြစ်နေခါကြတယ်ပြန်လို့လိုက်မရှာပါဘူးမလိုက်မရှာဘူးမြင်တော့မမြင်ပါဘူးသူလည်းချစ်တယ်ခလို့ဆိုလေအဲ့လိုချစ်တဲ့ခါချစ်ပါတယ်မဟုတ်မတိုက်ဆိုင်လို့ကွက်ဝိုင်းလို့ပဲကိုကတော့ယူဆရတာပေါ့ဒါမှမတော်လို့ဆိုမှတဖန်တည်းနဲ့မလှုပ်နိုင်သူ့ဝိတ်ပေါ့နော်အဲ့လိုသူများလည်းကမျက်နှာငငယ်နဲ့အကြည့်မခံအောင်လို့မမကျုံမွေးဆောင်ဆောင်မယ်လို့မမတော့မဖြစ်ပါဘူး तू ကတော့သူ့ဖေဆိုတော့ तू လက်ချင်လိုက်ချင်မဝင်ကြည့်လို့ तू မင်းပြောတဲ့ခါမျိုးကြရင်တော့ ခက်ခဲပဲမှညီမလေးတိုးသွားမှာပေါ့ဒါပေမဲ့အမတောင်တော့မှတင်ညာတက်ဖြစ်အောင်ထားမှာပေါ့လေမမလည်းမဖြစ်အောင်လို့ပေါ့နော်အဲ့လိုဒီမှာလည်းညှိုးထိုးတယ်မဖြစ်အောင်လို့အမစူးစမ်းမယ်အဲ့လိုမမဒီလိုမျိုးဒီလိုဘွားမျိုးရောက်မယ်လို့လည်းမမတွေးခဲ့ဘူးလေတစ်ခါမှလည်းဒီလိုမျိုးမဖြစ်ခဲ့ဘူးပေါ့ဒါပထမအဆုံးပေါ့မမဒုက္ခရောက်တဲ့ခါကျရတယ်မို့မရှိပါဘူးမိသားစုနဲ့ကတော့မရှိဘူးဝေးနေတာပေါ့အဲ့လိုမျိုးဆက်တယ်မရအဲ့လိုမျိုးဖြစ်နေတယ် လောက်ခဲ့ဖြစ်လို့ငွေငယ်တဲ့ရပါတမို့အမထွက်သွားခါကျတော့လေမိသားစုလည်းမှတ်မိတော့အဲ့လိုမျိုးဖြစ်အမအမအိမ်တော်လည်းလိုက်သွားပေါ့မရခံတော့မှာအဲ့လိုလည်းမဟုတ်ပါဘူးဟိုကဆက်တော်မရတော့ပါမအိမ်တော်လိုက်သွားပြီးတော့လေဟိုပြောင်းဒီပြောင်းဆိုတော့မိဘတွေပုံမှန်နေတယ်ဆိုရင်မသိတော့ဘူးအဲ့လိုအမအဲ့လာတော့သူတို့လည်းသူခန္ဓာညနေသူတို့ပေါ့အမဒါမဲ့သူ့မှာတော့အမကိုပါအမအဖို့ပဲအမအဖို့ဒါပေမဲ့အလူရှင်နေတဲ့အမလှူပေးကြပါတယ်အဲ့လိုမျိုးလှူတဲ့လူလည်းရှိရဲ့လေ ဘောအမလူမြတ်လူမျိုးမဟုတ်တော့တစ်ဖက်တည်းဆိုလူမြတ်လူတိုင်းနဲ့အမမလုံနိုင်ဘူးလေလုံနိုင်ခါကျအမဒုက္ခရောက်လာပေါ့အဲ့လိုမျိုးဟိုတခြားသူနဲ့ရှင်လိုက်တော့အမတစ်ဖက်တည်းဆိုတော့ရာမွေးဝင်ပါလေမခံခဲ့ရပါဘူးအဲ့လိုလည်းမရှင်ဘူးပြောလည်းမပြောဘူးပေါ့နော်အဲ့လိုမျိုးချစ်ပါတယ်ချစ်တာအမကတော့မွေးရပါလားမွေးတယ်ပါအမတယောက်တည်းပါလေအဲ့လိုမျိုးကမရှိပါဘူးအမခုလိုမျိုးလှုပ်လှုပ်တဲ့ခါကျအမျိုးမျိုးပြောကြရပေါ့နော်တချို့ကြတော့လည်းပြောဆိုတယ်ပေါ့အဲ့လိုမျိုးတချို့ကြတော့လည်းကိုချင်းစာနာတရားရေးချစ်ပါတယ် 누스로면누스로면จองก็อย่าไปอะหมูตะเพละซอโหเล็ดจาวตะเพละลินจาวอยู่ตัดเลยปะเนาะอะหมูปะวินจันเนาะเมมๆปั่วปะแม่มาขันไหนซินชิงอ๋อแล้วมาตู้ซะไปมาตาเล็กตั่วเบ้ดิมาตาอ๋อတော့มาปัญญาตะเปลี่ยนท้ามาบะหมูกูปัญญาไม่ตัดแค่ไปแม้มาตาเล็กตั่วมาตัดหน่อยแล้วมาตะเพละอาเนี่ยปัญญาตัดออกมาท้าซะมาบะ အဲ့တော့အမှန်ပြောတာကဘောနော်သူတို့မတွေ့သေးရင်လည်းမတွေ့သေးတာဖြစ်ဖြစ်မှာပါဟုတ်ပါအဆက်အသွယ်မရတာပေါ့အဆက်အသွယ်မရဟောမယူခင်နဲ့အမှမယူခင်နဲ့အဲ့မယူခင်နဲ့အဆက်အသွယ်မရတော့တာပေါ့အမကယောက်ျားမယူခင်တော့ဆိုလက်ကူမှနေရတယ်အဲ့လက်ကူကနေမပြောင်းခင်တဲ့အဆက်အသွယ်မရတော့အဲ့လိုပေါ့ဘယ်လိုဘယ်လိုဖုန်းကလဲလိုက်လည်းမဘာမှမသိအမလည်းအဲ့ရွာပုံမရောက်တော့ဘူးအဲ့လိုအိမ်ကတော့အမတို့ရွာတော့ပြန်ပါလေအဲ့ရွာမှမရှိဘူးအဲ့လိုအမအိမ်တော့လည်းအမဆိုသူတို့လည်းစိတ်ချလက်ချနဲ့တွားလာလည်းဖြစ်ဖြစ်မှာပေါ့ ဲ့တော့အမလက်ကူးမှအလုပ်လုပ်တာပေါ့အဲ့တော့ဖုန်းလည်းမရှိသေးဘူးလေဒီက20နှစ်ဆိုတော့ဖုန်းလည်းပိုင်လည်းမပေါ်သေးဘူးအမဘွားလည်းမပဲလေအဲ့လိုမအမအိမ်အောင်လည်းတော့အမအဲ့လိုမျိုးရှိတာပေါ့ဟိုဒုက္ခရောက်နေတဲ့ချိန်မှာလေအဲ့လိုမျိုးဟိုဘလိုပဲဖြစ်ဖြစ်ရောက်ကြတာရှိလို့ရှင်တော့အဆင်ပြေတာပေါ့နော်အဲ့လိုမျိုးသူကအလုပ်လုပ်နေနောက်မင်းမှယူရပါတော့အရင်တော့အဲ့လိုမျိုးမယူခင်တော့ရံဖြစ်တဲ့ခါမျိုးကြရင်စကားမရပါရိုက်တယ်နှက်တယ်ပေါ့အဲ့လိုမျိုး အဲ့လိုအဲ့လိုတူနဲ့ရှိခင်တော့ကသူကရှာကျွေးရတာရှာကျွေးပါတယ်အဲ့လိုတော့ရှာကျွေးတယ်နှစ်နှစ်မှာဘယ်မှကြည်ကျနေလာတော့နေတယ်အဲ့လိုမျိုးတခါကျရင်ရန်ဖြစ်တော့ထုရရိုက်တယ်ပေါ့နော်အဲ့လိုမျိုးထိုးကြကြည်ကြဆက်တော့လည်းမရတော့ဘူးလေမမကြိုးလည်းမကြိုးစားတော့ပါဘူးကိုမကျင်တာလို့ထွက်သွားတာပဲအမတော့မတ်သားတွေကိုပညာတတ်ဖြစ်စေချင်တော့ပေါ့နော်အမတဖက်တဲ့နဲ့တက်နိုင်တော့အမလုံးကံပြီးကြွေးမယ်ပေါ့အမဈေးတွေပါရောင်းမယ်လို့လည်းဆုံးဖြတ်တာပါလေလူတွေလည်းလှူထားလူရှင်တွေလည်းအမကိုလှူတယ်လေနည်းနည်းပါပါလို့ မစိတ်မကောင်းဘူးညီမလေးအငယ်တယ်ပေါ့အဲ့လိုမျိုးမတဘွားဘွားတက်တက်ချောင်းလုံးမှာဒီလိုမျိုးဖြစ်မယ်လို့လည်းအမထင်ထားခဲ့ဘူးလေအဲ့လိုမျိုးအမအဲ့လိုမျိုးမအမတားလေးပဲအမပြန်ကြည့်တာမနော် အမတားလေးရှင်အမအားရှိပါရဲ့လို့မရှိခဲ့ဘူးပေါ့အမတခါအဲ့လိုမျိုးရှုံးပေးတယ်ဆိုမှမရှိဘူးအမရုံးကံပြီးလှုပ်ရပေါ့နော်အမတားလေးနဲ့မှာအမဘလောက်ပဲပြင်မှန်းပြင်မှန်းပေါ့နော်အမပြင်မှန်းနေပြပဲအမတားလေးရှိတယ်အဲ့ရှိပါလေအမဘယ်လိုမျိုးလဲဆိုတော့ဒီဖျားတွေပါတွားတဲ့ခါကျတော့အဲ့လိုမျိုး မိသားစုတွေစုံလုံးနေလူများနေဆိုတော့ပွားရည်နေအမအဲ့လည်းအဲ့လိုမျိုးနေနေကျင်တယ်ပေါ့နော်မိသားစုစုံလုံးနေနေပြပြလေးနေနေကျင်တယ်ကိုဘွားနဲ့ကိုဘဲဆိုပြီးအဲ့လိုမျိုးပြန်ပြေးရတာပေါ့မလို့တမိနီယောက်ဆောက်ပါပါသွားပါအဲ့လိုအဲ့မို့မဒီလိုမျိုးသူတဖက်နဲ့ဟိုလောက်ကန်ကြွတဲ့အမတားတကြီးလာရင်လည်းအမဘောပြန်ကြည့်မယ်လို့အမမျှော်လင့်ပါတယ်အဲ့မို့ကမဖြစ်ခဲ့ပါအမတင်းကိုထောင်ကြည့်ပြီးအမဘောကတော့ရနေပြီစေအမတားတော့မသူ့လက်ထဲမှာမထည့်ပါဘူးလို့ ခုရွာဒီအလိုသူမန်ကနဲ့နိုင်ဝက်တနိုင်ထခဲ့ပြီအမအလုပ်တွေပဲလုပ်တယ်ဆိုအမရှိဘူးအမပဲသူကအမတားလေးကိုအမပို့ပြီးသွားတာပေါ့နော်အဲ့လိုမျိုးတော့သူမန်တကယ်လည်းအလိုမျိုးကိုသားသမီးကိုကိုယူဆိုင်တော့လေအမမွေးလဲအမဝင်းနဲ့လဲမွေးထားတော့လေဒါဘလိုမျိုးပဲဖြစ်ဖြစ်ဘလောက်ပဲဒုက္ခရောက်ရောက်အမတားအမဘသူ့မှာမပေးဘူးလို့အလိုမျိုးခံထားပါတော့အလိုမျိုးပို့လို့ရတော့မဖြစ်အောင်အမအမတေဝိုင်းတော့မပြောတတ်ဘူးလေအမတေဝါတော့ လည်းမခေါ်မဲ့လူသူ့မရှိဘူးဆိုရင်တော့ဒါမပြောပြတတ်ဘူးပေါ့အဲ့လိုမလည်းမကြောက်တတ်ရသေးသူမျက်နာမငယ်အောင်လည်းအမစူးစမ်းပါလေအဲ့လိုကိုကလေးလူများပြောတာမကြိုက်ဘူးဝင်မှလည်းဟိုပြောပြောအမပဲပြောနေတယ်အမပဲရိုက်ချင်တယ်အဲ့လိုမျိုးပေါ့ဟိုမျက်နာမငယ်စေချင်ဦးအမအတွက်နဲ့လည်းအမသားလေးကိုအဲ့လာတော့ तू तू တွေးတာဆိုတော့ तू ရှာရင်လည်းရှာပေါ့အဲ့လိုမျိုးပြေးပါတယ်ဒါမှတိတ်အပြေးကြီးလဲတော့မဟုတ်ဘူးပေါ့ရုံးကန်တာပေါ့ ပူတယ်အဲ့လိုမျိုးပူတယ်အဲ့လိုမျိုးအုပ်လုပ်တွေပါရေဆိုလဲအုပ်ထုတ်ဆိုင်တွေပါရေရှေ့ရောက်သွားဆိုလဲသူ့အုပ်ထုတ်ကိုလှည့်ပြပြီးတော့နောက်တလုံးမှအဲ့လိုဝယ်ခိုင်းဝယ်ခိုင်းခါမကြိုင်အမဝယ်ပေးပါတယ်အဲ့လိုမျိုးအဲ့နောက်ပြီးမင်းမင်းဝယ်ပေးမယ်ဟိုအဲ့လိုမျိုးချော့ပြသွားတာပါအဲ့လိုမျိုးကိုမဝယ်ပေးကြမရှိဆိုရင်နောက်ပြီးဝယ်ပေးမယ်ပေါ့နော်အဲ့လိုမျိုးချော့ပြသွားပါမမသားလေးကျမလေးဆိုင်မကောင်းတဲ့ချိန်ပေါ့။မမကျမလေးမကောင်းတဲ့ချိန်ညာရင်လည်းအမသားလေးကငယ်တော့မအောင်ပြူးပြူးချောင်းချောင်းနေဘူး။အဲ့ချိန်ညာရင်တော့မအဲ့လိုဝမ်းတတော်ဝမ်းနဲ့ပြီးစိတ်မကောင်းဖြစ်ရပါဘူး။ ဟိုအထီးကျန်နေဒီလိုပဲနေရတာပေါ့အမအထီးကျန်တဲ့ခါလေအဲ့လိုကိုကိုသားလေးကိုပြောပြကိုရင်မမရင်ထဲမှာဖြစ်တာရဲ့အမသားလေးကိုပြောပြပြင်းနေဆိုတော့အမသားလေးကနားမလဲသေးဘူးလေအဲ့တော့တောက်ထစ်ကြိတ်မိခံရတာပေါ့အမရင်ထဲမှာအဲ့လိုအဲ့လိုမျိုးရတော့မဟုတ်ပါဘူးအဲ့လိုမျိုးဟိုအမစိတ်မကောင်းလို့တွေးတဲ့ခါမျိုးပဲပဲရှိတာပါအဲ့လိုမျိုးအမအမသားလေးကိုမှပြပြလေးလေးထားခြင်းနဲ့မို့နော်အဲ့လိုမျိုးလေးကအမြင်နဲ့တွေးမိပါရဲ့မမျိုးသားရောလွမ်းလားလွမ်းပါသူနဲ့ပတ်အခုအခုချိန်မှာမှမင်းပဲဆိုသူနဲ့ပတ်သက်ခံရတဲ့ကဘယ်လိုရှိလဲ သူတို့ပတ်သက်တဲ့ခံရတဲ့ဘာမှမရှိပါဘူးမဟုတ်မုန်းနေမုန်းလို့ချစ်လည်းမချစ်ဘူးအဲ့လိုနာရောနာကြည့်တာမှာအဲ့လိုမမကိုရိုက်တဲ့ခဏတဲ့ခါကျတော့မှနာကြည့်တာပေါ့တွေးမိပါတယ်အဲ့လိုမျိုးလည်းဟိုဘယ်လိုမျိုးလဲဆိုတော့သူများနဲ့လက်နှစ်ဖက်အဲ့လိုမျိုးတွာလာနေနဲ့အမအဲ့လိုမျိုးဟိုလက်နှစ်ဖက်ဖြစ်နေတာပေါ့နော် ခုလိုမျိုးအကြောင်းမကောင်းတော့အလဲအဲ့လိုမျိုးခုလိုလောက်ကရဲဆိုတယ်အမတဖက်တဲ့ဟိုလိုဒီလိုမျိုးလောက်ကလာလာပေါ့အမအမတွေးမိပြီတွေးမိပါရင်မြင်တယ်အမငယ်ပါအမငငယ်တဲ့ကျင်သားရနေပြီဆိုတော့မွေးရပါတော့မအမငယ်ပါ အမအဲ့လိုမျိုးလက်ဆုပ်ဆုပ်နေနေပါနေတယ်ပေါ့နော်အဲ့လိုမျိုးအမကတော့အမတာကိုမဘူးမှမပေးဘူးအများနဲ့အမမသိမချင်းတော့အမတာလေးကိုအမကျွေးမွေးဆောက်ရောက်ပါမယ်သူများတစုံဝင်အမတာလေးကိုအမတစုံဝင်တယ်လို့ကြိုးစားမယ်ပေါ့နော်အဲ့လိုမျိုးသူများဓာဝဲအမတာလေးကိုအမဓာဝဲနိုင်အောင်လို့အများနဲ့ကြိုးစားပါမှာပါတယောက်တည်းပါအမရက်တည်နိုင်တယ်ဘလို့မလုံးမျိုးမဆိုတမားလေးဝကြအဲ့လိုဆိုအမတစ်ဖက်တည်းနဲ့တက်နိုင်တဲ့အလုံးဆိုရင်အမဘယ်အလုံးမျိုးဆိုလုံးနိုင်တယ်